လူသားတွေရဲ့အရွယ်ဟာအလွန်နှင်းများစွာကုန်ဆုံးနေတယ်။မှန်တယ်နော်။မနစ်တုန်းကဒီမှာတရားဝဲချင်းမှာအခုရောက်နေပြန်ပြီ။မနောက်နေ့ခါဆိုလဲခဏလေးပဲဟုံးဆိုရောက်လာအောင်ပါနော်။တနည်းနဲ့တနည်းဆိုဘလောက်မှမကြောက်။ခဏလေးအတွင်းမှာပဲရောက်ရှိရောက်ရှိပြီးတော့လာ။နှင်းမြန်တဲ့အဟုန်နဲ့ကုန်ဆုံးနေတယ်။လူတွေရဲ့အရွယ်ဟာကုန်ဆုံးနေတယ်။ ေးဒီနေ့တရားဝဲထဲမှာပါတယ်လို့နောက်နောက်နေ့ဆိုပါခြင်းမလဲပါမှာရှိခြင်းမလဲရှိပုံဆုံးမှုကအလွန်လင်းမြန်တယ်လို့ဆိုတယ်ပေါ့အဲ့တော့အတိပတတိဝယောလူတွေရဲ့အရွယ်ဆိုတာအင်မတန်မှလင်းမြန်တဲ့ဟုံးနဲ့ကြော်ဖြတ်နေတာဖြစ်တယ်ခနောတတိဝလူတွေရှိတဲ့ခဏဆိုတာလည်းပဲအချိန်ပိုင်းလေးအတွင်းဟာ လူဘဝရရှိထားတဲ့ခဏလေအဲ့တိုင်းပဲအလွန်နှင်မြန်တဲ့အုံနဲ့ကြော်ဖြတ်နေတာဖြစ်တယ်ဌာနနတ္တိထာဝရတည်တမ်းဖို့ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့ဒုဝန်စောန္တိတတ္တာတရဝရိဟာတည်ဖို့ရတည်ချမြဲတယ်ပေါ့မြေကြီးလက်ခတ်မလွယ်မြဲတယ်ပရိစီယတိအတုဝန်တရီတံဒီလူရဲ့မမြဲတဲ့ခန္ဓာကိုယ်ကြီးဟာ တနေ့တခြားအိုမင်းရင်းရုံနေတာဖြစ်တယ်ဆိုတာကိုတဲ့